မန္တလေးမြို့ရှိ Golden Country Hotel ပြုချမှုမှာပိတ်မိနေသူအမျိုးသားတအုပ်ကိုငလင်လောက်ခတ်ပြီး125နာရီအကြာမှာ အသက်ရှင်လျက်ရှာဖွေတွေ့ရှိခဲ့။ ငလင်တန်းကျောင်းမန္တလေးမြို့ရှိ Golden Country Hotel ပြုကြမှုမှာပိတ်မိနေသူအမျိုးသားတအုပ်ကို125နာရီအကြာဒီကနေ့ AB လာ၂ရက်နေ့ညနေပိုင်းမှာအသက်ရှင်လျက်ရှာဖွေတွေ့ရှိခဲ့ကြောင်းမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ မန္တလေးတိုင်းဒေသကြီးရဲ့တွင် ငလင်လောက်ခတ်ခဲ့တာ9ရက်မြောက်နေ့ဖြစ်တဲ့ဒီကနေ့ AB လား2ရက်နေ့မှာ125နာရီကြာနေပြီဖြစ်ပေမယ့်ချမ်းရီတာဆန်းမြို့နယ်ကိုရန်ကန်ထရီဟိုတယ်အဆောက်အုံပြိုကျပျက်စီးပြီးပိတ်မိနေသူအမျိုးသားတအုပ်ကိုမိသက်ဦးစီးဌာနမှရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနဲ့ Blue Sky အဖွဲ့ SRVA အဖွဲ့နဲ့တရုတ်နိုင်ငံပေကျင်းရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များပူးပေါင်းပြီးကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ AB လား2ရက်ညနေ9နာရီ49မိနစ်အချိန်မှာအသက်ရှင်လျက် ရှာဖွေတွေ့ရှိခဲ့ကြောင်းနဲ့ဆက်လက်ပြီးရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းလည်းသိရပါဗျ။ဧပြီလ၂ရက်နေ့မှာငလင်တန်းကျောင်းပြိုကျအဆောက်အုံများမှာပိတ်မိနေသူများအနက်နေပြည်တော်မှာအမျိုးသား၂ဦး၊စကိုင်းမြို့မှာအမျိုးသား၁ဦးနဲ့မန္တလေးမှာအမျိုးသား၁ဦးတို့ကိုအသက်ရှင်လျက်ရှာဖွေတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ အစအုံပြကြပြီးနိုင်ပေါင်း15နာရီခန့်ကြာမှာအသက်ရှင်လျက်ကဲတင်နိုင်ခဲ့သူကတော့ဟာဝေးကုမ္ပဏီရဲ့ရေမောင်းတယောက်ဖြစ်ပြီးအသက်53နှစ်ရှိနေပြီဖြစ်တဲ့ဦးစန်းလွင်အဘဦးနီဖြစ်တယ်လို့သိရပါတယ်။ဦးစန်းလွင်ဟာ9ရက်အကြာအထိတိုက်ထဲမှာပိတ်မိနေခဲ့ပေမဲ့လည်းအသက်ရှင်နိုင်တဲ့အတွက်မိသားစုဝင်တွေနဲ့မိတ်ဆွေတငယ်ချင်းတွေကဝမ်းသာနေကြတာလည်းဖြစ်ပါတယ်။ ဦးစန်းလွင်ရဲ့မိသားစုတွေကတော့၅ရက်ကျော်ကြာတဲ့အထိထွက်မလာနိုင်သေးတာကြောင့်ကွယ်လွန်သွားပြီဟုယူဆခဲ့ကာစုံပြင်ပြုလုပ်ဖို့အတွက်တောင်မှပြင်ဆင်နေပြီဖြစ်တယ်လို့သိရပါတယ်။ဦးစန်းလွင်ရဲ့မိတ်ဆွေတယောက်ကကိုစန်းလွင်အသက်ရှင်နေတဲ့ပြောင်၂၈ရက်နေ့ကလေးကပြိမိနေတဲ့လူကအပြင်ကိုအသက်ရှင်လျက်နဲ့ပြန်ပြီးထွက်လာနိုင်တယ်ဗျမနှက်ပြန်ဆိုရင်သူ့ရဲ့ရက်လေဆိုပြီးတော့သူ့အိမ်ကလုံတော့မလို့ဟုဆိုကဝန်တာအားရပြောလာခဲတာလည်းဖြစ်ပါတယ်